မြန်မာနိုင်ငံအမျိုးသမီးများနဲ့ကလေးတင်ငယ်များဘဝမြင့်တည်ရေးအသင်းအရောက်တိုင်းဒေသကြီးရုံကန်ဖွင့်လှစ်ခြင်းခန်းနာကိုဒီကနေ့မနက်ပိုင်းကပသိမ်မြို့အမှတ်2ရပ်ကွက် ကုံစီတန်းဝန်းအတွင်းမှာရှိတဲ့အဆိုပါရုံကန်ရှိမှကျင်းပရမှာဒိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတက်မဝင်းနဲ့တာဝန်ရှိသူများကမြန်မာနိုင်ငံအမျိုးသမီးများနဲ့ကလေးတင်ငယ်များဘဝမြင့်တည်ရေးအသင်းအရောက်တိုင်းဒေသကြီးရုံကန်အားဖဲချိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးဒိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဲ့ဒေတော်တွေဟာရုံကန်အတွင်းမှာလှည့်လည်ကြည့်ရှုဆက်စည်းခဲ့ပါတယ်။ အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နယ်ဖွဲ့ဟာပသိမ်မြို့တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနစီဝေးခန့်မှန်းမှပြုလုပ်တဲ့ကျန်းမာရေးမှုသုံးပြည်သူ့ကျန်းမာရေးကြီးကြပ်တဲ့သင်တန်းဖွံ့ဖြိုးရေးခန္ဓာကိုတရောက်ခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကပြည်သူ့ကျန်းမာရေးကြီးကြပ်တဲ့များဟာပြည်သူ့ကျန်းမာရေးကဏ္ဍတိုးတက်မှုအတွက်အလုံးရေးကြီးတဲ့အခမ်းကဏ္ဍမှာပါဝင်နေပါကြောင်းပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဟာမုံမြတဲ့လုပ်ငန်းဖြစ်တာကြောင့်အရေးသွေးပြေဝတဲ့ကျန်းမာရေးမှုသုံးပြည်သူ့ကျန်းမာရေးကြီးကြပ်တဲ့ များဖြစ်အောင်စူးစမ်းကြစေလိုပါကြောင်းတိုက်တွန်းပြောကြားခဲ့ပါတယ်အရင်တော့ဒိုင်းနေသားကြီးဝန်ကြုံတဲ့တာဝန်ရှိသူတွေဟာပသိမ်သက်သူညလေးဆောင်မှာကျင်းပါတဲ့ဇူလိုင်လ3ရက်နေ့မှာကြောင်းမယ် မြန်မာအမျိုးသမီးများနေ့ကိုကြိုးစုံဂုဏ်ပြုတာဖြင့်ရောက်တိုင်းဒေသကြီးအမျိုးသမီးရေအဖွဲ့ကကြီးမှုကျင်းပတဲ့24ကျင်းမြောက်မြန်မာအမျိုးသမီးများနေ့ထိမ့်မဲ့အစင်းမြင့်ပညာအစင်းစာရေးစာကုန်းပြန်ပွဲတို့တွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။ဥစွာတိုင်းဒေသကြီးအမျိုးသမီးရေအဖွဲ့၌ကတိုင်းဒေသကြီးဝန်ကြီးချုပ်ရစနေကဘွဲကြိုတင်နေတဲ့ဝဲလွန်တင်နေများမှာပြန်ပွဲများမှာရှင်ပြန်ရမယ့်ခေါင်းစဉ်များကိုမဲနဲ့ရွေးချယ်ပေးခဲ့ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အင်တာတော်တွေဟာစာရေးစာကုန်းရှင်ပြိုင်နေမှုများကိုကြည့်ရှုအားပေးခဲ့ပါတယ်။အဆိုပါပြန်ပွဲမှာ ဆုရရှိသူများကိုဇူလိုင်လ3ရက်နေ့မှာကြောင်းမဲ့မြန်မာအမျိုးသမီးများနေ့မှာဆုများပေးရခြင်းဖြင့်တောင်းမှဖြစ်ကြောင်းလည်းသိရှိရပါတယ်။အဲဒီနောက်ဘွားခင်မမျိုးနဲ့ပူကျွန်းကျေးရွာမှာပြုလုပ်တဲ့လက်ဆွဲကောက်ဆက်ဆက်နဲ့မျိုးစေ့ချကရိယာပေးရပွဲတောင်သူဦးကျော်ရွှေရဲ့စိုက်ဧကငါးဧကမှာဝါခေမမျိုးစက်မှုလျာဦးသည်ဌာနအမတ်88စက်မှုလျာစကံမှာကောက်ဆက်ဆက်များဖြင့်စိုက်ပျိုးခြင်းဝိုးစပါမျိုးစေ့ချကရိယာဖြင့်မျိုးစေ့ချစိုက်ပျိုးခြင်းလက်ဆွဲကောက်ဆက်ဆက်ဖြင့် စိုက်ပျိုးခြင်းအခမ်းအနားများသို့တက်ရောက်ပြီးကောက်ဆိုက်ဆက်များဖြင့်မျိုးစေ့ချခြင်းစိုက်ပျိုးခြင်းမျိုးသေးချစိုက်ပျိုးခြင်းများကိုကြည့်ရှုအားပေးခဲ့ပြီးတောင်သူများထံသို့လက်ဆွဲကောက်ဆိုက်ဆက်နှင့်မျိုးသေးချကရိယာများကိုပေးအပ်ခဲ့ပါသည်ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကဝဇဘာပန်းနိုင်ထွန်းတို့ရရှိတဲ့ကောက်ဆိုက်ဆက်အစိစကရိယာများနဲ့စိုက်ပျိုးခြင်းအထက်တူမျိုးစဘာများအသုံးပြုခြင်းများကိုဆက်နေတဲ့ကြာဆောင်ရွက်ကြရန်ဖြစ်ပါကြောင်းနဲ့ကျဲခင်းစနစ်ဖောက်ပြရေးကိုလည်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း တီးရဆန်အားတွေကိုတိုးတက်ရေးအတွက်လဲတောင်သူများဌာနဆိုင်များပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပါကြောင်းဆွေးနွေးမှကြားခဲ့ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ